ဒါတော့ပဲပြုတ်ရင်လည်းချက်တဲ့ချင်းမှာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မြန်တို့အညာတွေမှာဆိုရင်ချက်စားပြကြတယ်ပဲပြုတ်ပြီးသားအရင်ကိုချင်းတွေချက်ပြီးတော့မြူသီစားတော်လေးရဲ့ကြက်အမြင့်လေးနဲ့ကိုချက်ပြီးတော့နှစ်ဖွဲရလေးစားပါမယ်ရှင်ဟုတ်ကဲ့။ဟုတ်ပါ။ဟုတ်ပါ။ ဒီနေ့ကပဲပြုတ်ထားတဲ့အရင်နဲ့ဟင်းချက်မှာဆိုတော့လေပဲကိုမနစ်ကလေးရေစိန်ထားတယ်အဲ့ဒါကြီးထထဆေးပြီးတော့မြင်းတို့တွေပဲကိုပြုတ်ပြီးမှာပေါ့နော်ပြီးတော့ရင်သူ့ရဲ့ပြုတ်ရည်နဲ့မြင်းတို့ချင်းပြန်ချက်မှာဒါတညာရေစိန်ထားတဲ့ပဲ ဘယ်လေးပြုတ်ထားတဲ့အချိန်မှာနိုင်ကခြံတော့မှာပန်းကင်းရလို့ပွင့်မင်းဆိုတော့လေဖျားပန်းလေးလေးရအောင်မယ်နော်ဖျားပန်းလေးမင်းလောလာလာ 冒热吃没？吃吃 মিছু নাই লা মিছুয়ে হ্যাঁ যাব দেবি রা বিমা কর না কে না ကေဖျားပန်လည်းလဲပြီးသွားပြီဆိုတော့အများဟင်းချက်ဖို့အတွက်ကိုအချုပ်ပစ္စည်းလေးတွေကမရှိဘူးဆိုတော့ရွာထဲကစည်းစမ်းလာတော့ပြီးတော့စည်းဝဲလိုက်အောင်မယ် Hi. lạ 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 đi lạ đi lạ ဘာဖြစ်တော့ကဘယ်လိုရမှာလဲ150သားပြင်ပြီးတော့ဆက်မအောင်ငယ်သူစိတ်တထောင်မို့ကျောင်းကဘယ်စီတော့ကျောင်းကတထောင်အဝါစားကြလားတော့ထားတထောင်ပလာတော့တထောင်ပဲညလည်းတထောင်မအောင်ညပြောက်လဲမဝယ်တာဝယ်လိုက်တာငါ2000ငါ2000ကရာငါက400 nè ngá lòng để dùng làm gì bắt sang ngá lòng để nhớ qua ra gì rồi đó làm một con chuyện này đó đi là à bao? đi ra nó thao ngài à rồi sao thao ngài à phải thao ngài à nhớ quá ra gì rồi lấy ngá lòng rồi bù làm bù mà nó chuyện này đó Hãy subscribe làm kênh làm Mì Gõ ်ဟာကဲဆေးဝယ်ပြီးသွားပြီဆိုတော့ပဲပြုတ်လေးကလည်းကျက်ပြီအဲတော့ပဲလေးဆေးထားပြီးအရင်လေးကိုတည်တန့်ထားလိုက်အောင်မယ်ကျက်ပါပြီမင်းပဲပြုတ်ကိုတော့ပေးရမလားကြော်ပေးရမလား ချက်တုံဆိုင်လေး။ဟောချက်တုံဆိုင်လေးနဲ့ပဲတောက်ပြီးတော့ဒီပက်ပြောက်ရည်ကိုချင်းပြန်ချက်ပါမယ်။ဒီနေ့ကတော့တအိမ်လုံးအလုပ်ရှုတဲ့နေ့ပေါ့နော်။မြန်ခံကိုမြန်ခံကိုကြောက်ပြတ်ကပ်ပေးတယ်။ဦးလေးကတော့မဆလာနဲ့ပေါ့နော်။မိမိရောမြမဒီထက်ရေလေးတုပ်ပြပါလား။ဒီထက်ကိုမြုပ်သီးထက်အောင်။ရူလာလေးစမ်းစမ်းတော့တယ်။ ပဲပြုတ်ထားတဲ့အရင်နဲ့ချင်းချက်ဖို့တော့ကကြတော့မြန်ကချင်မောင်ရွက်ရဲ့ကစုံရိုးနေရဲ့အိမ်မှာကလက်ပံကောင်းကြလည်းရှိရဆိုတော့လက်ပံကောင်းလေးရဲ့ဒီမြင့်ရဲ့ပေါ့နော်ဒီတော့ချက်မယ်ကစုံရိုးနေဒီကပ်ဖယူတော့ဒါကမင်းတို့အစာကျွေးပြီးတော့ချက်ချစ်ပတ်ထားပြင်ဆင်ထိုးရမယ်တရားဒါကအမြန်ဆိုင်ထားတဲ့ပိုးစာပင်ကချမ်းပေးမှာမရှိရပင်မရှိရအောင်ဆိုပြီးတော့အကုန်ဆိုင်ထား ်မတရားသိကြီးနေမင်းရေဟုတ်တယ်ဟုတ်ပါချမမူကလည်းဒီလိုလေချမမူလေးလက်ရှိတာဆိုတော့လေအရသာလေးဆုံသွားလို့ချမမူလည်းနည်းနည်းချမရလည်းနည်းနည်းထည့်ပေးတာပေါ့နော်ဒီခေါ်မယ်ဒါနည်းနည်းလောက်ပြီ Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn က်မြစ်ချက်ဖို့တော့ကကြတော့ကြက်သွန်တွေရဲ့ကြက်သွန်ပြူရဲ့ဂျင်းရဲ့အများတို့ထောင်းပေးတယ်။ပြီးသွားရင်သူတို့ကိုလုံးပြီးတော့ချက်ပေးမှာပေါ့နော်။တချို့ကကြတော့ဒီကြက်မြစ်ကိုစီးတက်လက်ချက်ကြတယ်ပေါ့နော်။နန်းကြတော့လုံးလက်ချက်တယ်စီးတက်လက်ချက်တယ်။လုံးချက်ရင်လည်းတချို့ကညှိနေထင်ကြတာပေါ့နော်။တကယ်တော့လုံးချက်တဲ့အခါမှာသူ့ဆရာအရေးကြီးကုံပြီးတော့စီပြန်လေးဖြစ်တဲ့အနေထားရောက်မှရေဆွက်လို့ရှိရင်လောကမညှိဘူးနော်။အရာနေနေကကြတော့အမြေကဆန်နွဲမုံလေးထည့်ပေးတယ်။အရာတာနေနေကတော့အစားရဲ့ဟင်ခမ်းမုံလေးရဲ့ပဲထည့်ပေးတာပေါ့နော်။ပြီးတော့မှပဲဒီပန်းကပြားရဲ့အချိုလေးနည်းနည်းလေးထည့်ပေးမယ်။ มันเนี่ยเนีจะจอทยสีนี้จะไปแทนไหนตรงไหนลงทางไหนไหมนะเขาสีเิบอย่าน้องหมายีก่อนนะเนาะยืดนั่นแน่เลยเถอะ ခါလည်းအများကြီးမထည့်ဘူးเนาะနည်းနည်းလေးကိုဟာမဆွတ်ပြီးတစ်ဖက်မှာကြက်သက်မြက်ချက်ထားတဲ့အချိန်မှာလေတစ်ဖက်မှာလည်းချင်းချက်ဖို့တော့ကိုပြင်ဆင်လာအောင်မယ်เนาะချင်းမောင်ရွက်မြင့် ငိုင်တို့ကချင်းချက်ပြီဆိုလို့ရှိရင်အများနဲ့လုံးမဲ့ချက်တာပေါ့နော်ရွက်တွေပါဝင်ပစ္စည်းတွေအကုန်လုံးဦးထဲထည့်လိုက်တယ်ပြီးတော့ရင်ဒီငပိထည့်ပြီးတစ်ခါနေလိုက်တာပေါ့နော်ချင်းကကြတော့မြိုင်တို့ကပဲပြုတ်ရည်လက်ထဲမှာဆိုတော့အယောင်လေးနဲ့ပိုလှအောင်လို့ဆက်နွှင်းလေးနဲ့မြိုင်တို့ကချင်းကိုချက်ပေးတာပေါ့နော်အောက်ထားလိုက်ပါမယ်ရှင်အရင်ကတော့ပဲပြုတ်ထားအရေးစပါဒီစားအောင်လေးရဲ့ချင်းဟင်းလေးနဲ့ကြက်အမြစ်လေးကိုချက်ပြီးတော့ပဲပြုတ်လေးတုတ်ပါမယ်။ ဝတ်သားရှိတယ်ညနေကျရှင်ဝတ်သားလေးလုံးပြီးတော့ဟင်းပေါက်ပြန်မောင်းမယ်ဟာဆိုတော့ဟင်းပေါက်တော့အိုးရှိလို့ရှိရင်လေဟင်းချက်အနေငယ်တက်တာလေအဲ့တော့ဝတ်သားနဲ့ညနေကျရှင်လုံးပြီးတော့ဟင်းပေါင်းထားလိုက်မယ်အဲ့ဆိုတော့နောက်မအားရနေဆိုလို့ရှိရင်ဟင်းပေါင်းလေးနဲ့ငူဒီစားလောင်းလေးနဲ့အဲ့ကျုပ်ကျော်လေးနဲ့တွဲစားလဲကောင်းတယ်ဖက်ငယ်ပြရဲ့အကြည်လေးထည့်မယ်နော်။ဒါအချိုးရဲ့ ီမထဲပါဘူးပုံမှန်ဆိုလို့ရှိရင်ချင်းချက်ပြီးဆိုလို့ရှိရင်လည်းရေတွေဆွဲကြရမှာလားဒီနေ့ကကျတော့ပဲပြုတ်ရည်လေးနဲ့ချက်မှာဆိုတော့လေရေစားကိုပြုတ်ထားတဲ့ပဲပြုတ်ရည်ဒီထည့်ပြီးမှာပေါ့နော်အဲ့တော့ပဲပြုတ်ရည်နဲ့ချက်တဲ့အချိန်မှာတစ်ဖက်မှာလည်းပြုတ်ထားတဲ့ပဲလေးတွေကိုကြက်သွုံနေလေးပပလေးလှီးပြီးတော့စီစိမ့်လေးရယ်စားရတာလေးနဲ့ထည့်ပြီးတော့နည်းတုတ်ပြီးတာပေါ့နော်တကယ်လို့အနံ့ပိုးမှုရတာကြိုက်တယ်ဆိုလို့ရှိရင်ကြက်သွုံမျိုးစီချက်လေးနဲ့တုတ်လို့အရင်စားကောင်းပါတယ် ဒါကတော့ပဲတုပ်ဖြစ်ပါတယ်အဲမီးပြင်းသွားတော့လေမီးများလိုက်တော့ဒီဘေးလေးတွေနည်းလေးတူးသွားတယ်ပေါ့နော်အဲ့တော့ဟိုကမီးအေးမီးအိုအေးလေးနဲ့ချက်တာအေးဒီလိုလေးစားခြင်းလည်းဆိုတော့ရပါပြီစီပြန်လိုခြင်းလည်းဆိုလို့ရှိရင်နော်ဒီကမှာစီလေးနည်းနည်းလေးပြန်လိုက်ပေါ့နော်အဲ့တော့ဒီဟာလေးကအဆင်ပြေနေပြီဒါကတော့ချက်အမြင့်ချက်ပါရတာကတော့စားရဲ့ အရသာမှုံရယ်ဘန်းကလေးအချိုလေးပဲနှမျိုးသုံးမျိုးပဲသုံးပြီးချက်ထားတာပါရှင်။ကဲခုဆိုလို့ရှိရင်စက်တက်ကလည်းခွဲပြီးဟန်ချက်ထားတဲ့ဟင်းတွေကလည်းကျက်ပြီးဆိုတော့ထမင်းပွဲလေးပြင်ဆင်လိုက်ပါဦးမယ်ရှင်။ဒီနေ့အတွက်ဟင်းတွေကတော့ချင်ဟင်းရယ်ကျက်မြစ်လေးကိုချက်ပြီးတော့ပဲပြုံနေတဲ့တော့မြို့တိစားတော်နေတဲ့ဖွဲရလေးစားပါမယ်ရှင်။ Lola. Ya. Yeah. Rocky. Nah,

有嘛？有嘛？他这几米拍的啥？刚刚、啊、买了两件。你好吃嗯，两件。 ကပြပကပြဒီနေ့တော့ကတော့လောက်ပါပဲရှင်။ညရဲ့ video လေးကိုအဆုံးအထိကြည့်ပေးကြရအောင်စီတိုင်းကိုလည်းကျေးဇူးအများကြီးတရှိပါရယ်။နောက်ပတ်တွင်မှာဗာဟင်းလေးတွေချက်ပြီးတော့ဗာလေးတို့ပြမလဲဆိုတာကိုဆက်လက်ဆန်းကြည့်ပေးကြပါအောင်နော်။အားလုံးကျေးဇူးအများကြီးတရှိပါရယ်ရှင်။